ိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကမ္ဘာစစ်နံပါတ်1နေရာတိရောက်ရှိလာခဲ့တဲ့ Joshua Van နဲ့ Joshua Van ကိုချီးကျူးစကားတွေဆိုလာတဲ့ဥက္ကဋ္ဌကြီး Dina White တို့ရဲ့အကြောင်းအရာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပြိသတ်အများစုကတော့ Joshua Van ရဲ့ ranking နဲ့ပတ်သက်ပြီးသိချင်နေကြပါတယ် UFC ရ UFC 317ပြိုင်ပွဲအပြီးမှာယခုချိန်ထိ ranking တွေကိုအပြောင်းအလဲမလုပ်ရသေးပါဘူး ဒါကြောင့်မလို့ဂျော့ရှွာဗန်လက်ရှိမှာအဆင့်12နေရာမှာပဲရှိနေသေးတာပါဖန်ဟန်နံပါတ်1နေရာကဖိုက်တာကိုအနိုင်ယူလိုက်နိုင်တဲ့ဖြစ်တဲ့အကြောင်းမလို့သေချာမော့ရန်ကင်းကတော့တက်မှာပါရန်ကင်းနံပါတ်ဘလောက်ထိတက်လှမ်းလာမလဲဆိုတာတော့စောင့်ကြည့်ရမှာပါဘရန်ဒန်ရိုက်ဗယ်ကိုအနိုင်ယူလိုက်နိုင်လို့ရန်ကင်းနံပါတ်1နေရာကိုရောက်ရှိလာမလားဆိုတာတော့ပုံသေးပြောလို့မရသေးပါဘူးရန်ကင်းနံပါတ်ဘလောက်ထိရောက်လာမလဲဆိုတာမချခင်ရပိုင်းတွင်းမှာသိရမှာဖြစ်ပါတယ်ဒီနေ့မှာတော့ topology ကလည်းရန်ကင်းအပြောင်းအလဲတွေလှုပ်လာပါတယ် သူတို့ရဲ့ကမ္ဘာအကောင်းဆုံး flying weight fighter နေရာမှာ Joshua Van ကဒုတိယနေရာအထိကိုရောက်ရှိလာခဲ့တာပါ number 1နေရာမှာ flyweight တဲ့ champion pantoja ဖြစ်ပြီးဒုတိယမြောက်နေရာမှာတော့ pantoja ကိုယင်ဆိုင်ထိုးသက်မဲ့ကျွန်တော်တို့ chin fighter လေး joshua van ကရက်တည်နေတာပါဒါ ufc ရဲ့ ranking တော့မဟုတ်ပါဘူးဒါပေမဲ့ ufc ရဲ့ ranking မဟုတ်တဲ့အခြားအဖွဲ့အစည်းများရဲ့ ranking သတ်မှတ်ချက်မှာ topology ရဲ့ ranking သတ်မှတ်ချက်ကအောသာရှိဆုံးဖြစ်ပါတယ် UFC က ranking သတ်မှတ်ချက်မဟုတ်ပေမဲ့ဒီအဖွဲ့အစည်းကသတ်မှတ်တဲ့ ranking သတ်မှတ်ချက်ကလည်းအတိုင်းအတာတစ်ခုတည်းအစင်တန်းရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ Chain Fighter လေးတို့ခုံယူရအောင်တင်ဆက်ပေးတာဖြစ်ပါတယ်။မြန်မာကုံဆောင်လူငယ်ဖိုင်တာလေးကတော့အစတည်းက ranking သတ်မှတ်ချက်တွေပေါ်သိပ်ပြီးစိတ်ဝင်စားခြင်းမရှိပါဘူး။ Bruno Silva နဲ့ပွဲပြီးမှ Joshua Van ranking နံပါတ်14နေရာကနေနံပါတ်10နေရာထိကိုခုန်တက်လာခဲ့တာပါ။အဲဒီနောက်တပတ်ကျော်ကြာမှာပဲ Joshua Van က ranking နံပါတ်17ကိုရောက်သွားပါတယ်။ ဘရန်နန်ရိုင်ဗင်နဲ့မထိုးသခင်အချိန်တွေးတင်မှာတော့ဂျော့ရှွာဗန်ကနံပါတ်7နှစ်အထိကိုရောက်သွားခဲ့တာပါရန်ငင်တမတ်ချက်တွေကအချိန်မြေးပြောင်းလဲနေတာပါဒါကြောင့်မလို့ဖန်ကဒီ ranking တက်မှတ်ချက်တွေကိုစိတ်ဝင်စားဖို့လို့ခဏခဏထုတ်ဖို့ပြောဆိုနေတာဖြစ်ပါတယ်။ ranking တက်မှတ်ချက်တွေကတကယ်လည်းစိတ်ဝင်စားစရာတော့မဟုတ်ပါဘူး။ဒီလိုပဲဆိုသေးကမှုကျွန်တော်တို့ချင်းဖိုင်တာလေးကလာမယ့်ပွဲမှာချန်ပီယံလူဝဲထိုးတိုက်ရတော့မှာပါ။ဒီဟာပဲအရေးကြီးတာပါ။ Joshua Van Nee နဲ့ချန်ပီယံသာဖြစ်သွားရင် ranking တက်မှတ်ချက်ကဘာမှကိုမဟုတ်တော့တာပါ။ ဖန်ကလက်ရှိအချိန်မှာတော့တက်ဆက်ကိုပြန်ရောက်နေပြီဖြစ်ပါတယ်။ဖန်ရဲ့နိုင်ပွဲကြောင့်လက်စပီကာကပြည်သက်တီနဲ့ဂျော့ရှွာဝင်းနဲ့တူတူအောင်ပွဲခံကြတဲ့ဗီဒီယိုကတကယ်ကိုဝမ်းသာပီတီဖြစ်စရာကောင်းပါတယ်။ဂျောရှွာဘန်ကိုမြန်မာပြည်ကပြည်သက်တွေကတင်ဝင်ရတာမဟုတ်ပဲတကမ္ဘာလုံးကအင်တာနက်ရှင်နယ်ပြည်သက်တွေကလည်းတော်တော်များများဝင်ရနေကြပြီဖြစ်ပါတယ်။ဒါဟာတကယ်ကိုဂုဏ်ယူစရာကောင်းပါတယ်။ကျွန်တော်တို့ချင်းဖိုင်တာလေးနေနေလေးယခုလိုနိုင်ပွဲတကယ်ကိုဂုဏ်ယူမိမယ်ထင်ပါတယ်။ ဂျိုရှွာဘယ်နဲ့ဘရန်နန်ရိုက်ဗယ်တို့ရဲ့ပွဲကိုကမ္ဘာကျော်ဖိုင်တာကြီးတွေကလည်းပုံစံမျိုးစုံနဲ့မှတ်ချက်ပေးနေကြပါတယ်။ဂျိုရှွာဘယ်ရောဘရန်နန်ရိုက်ဗယ်ကပါအကောင်းဆုံးဆန်းဆောင်ပြခဲ့တဲ့အတွက်ဖိုင်တာနဲ့အလုံးကိုအတိမတ်ပြုတဲ့အနေနဲ့ရေးသားနေကြတာပါ။ကျွန်တော်တို့ team fighter လေးနေနဲ့ချန်ပီယံလူဝင်ရသွားတဲ့အတွက်ကြောင့်မလို့လေထိုက်တိုက်တန်တန်ဂုံပြူနေကြပါတယ်။လက်ရှိ flyweight တန်းချန်ပီယံ Alexander Pantoja ကိုတိုင်ကလည်း Joshua Man အခက်ခဲဆုံးပြိုင်ပွဲဖြစ်လာလိမ့်မယ်လို့ဖွင့်ဟထားပါတယ်။ သူအနေနဲ့လက်ရှိအချိန်ကတည်းကတော့ပြင်ဆင်မှုတွေလုံဆောင်ရမလို့ဖြစ်နေပြီဆိုပြီးတော့ဟာတာနော့ကပြောဆိုသွားတာပါအလက်ဇန်ဒီပန်ဒိုဂျာကလည်းဂျောရှွာမန်နဲ့ရင်ဆိုင်ထိုးသက်ရမယ့်ပုံတကယ်ကိုစိတ်လို့ရှားနေပုံပါပဲအလက်ဇန်ဒီပန်ဒိုဂျာဘရာဇီးနိုင်ငံသားဖြစ်တဲ့ကြောင့်မလို့ ground game ကောင်းပါတယ်သူအနေနဲ့အယောင်ပြတာထိုးပြီးဂျောရှွာမန်ကိုဝင်လုံးပြီးကစားပါပါကျွန်တော်တို့ချင်းဖိုင်တာလေးရဲ့တိတ်တောင်းဒီဖ ens ကလည်းညံ့နေတဲ့အနေအထားမျိုးမဟုတ်ပါဘူး။ဒါကြောင့်မလို့ဂျောရှွာမန်လေးနဲ့ လက်ရှိချန်ပီယံပန်ဒိုဂျာကိုဘယ်လိုမျိုးလုပ်ပြသွားမလဲဆိုတာစောင့်ကြည့်ကြမှာပါလက်သေးချင်းရှင်ထိုးမယ်ဆိုတော့ဖန်ကပိုတာမယ်လို့တော့ဆိုကြည့်ချင်ပါတယ်ပန်ဒိုဂျာကတော့ဝင်လုံးမိစားမယ်ပဲထင်ပါတယ်မနေ့ကပွဲမှာဆိုရင်လေပန်တိုဂျာကခန်ကာရာဖရန့်စ်ကိုအဲ့ဒီလိုမျိုးအယောင်ပြပဲထိုးပြီးတိတ်တောင်းလုပ်ပြီးကစားသွားတာပါဒါကြောင့်မလို့ဆမ်မေးရှင်းနဲ့အနိုင်ရရှိသွားတာပါကျွန်တော်တို့ချင်းဖိုင်တာလေးကလည်း striking မိုင်းမှာကောင်းတဲ့ fighter ဖြစ်တဲ့ကြောင့်မလို့လက်ရှိ champion ပန်တိုဂျာအနေနဲ့ ground game မိုင်းနဲ့ဝင်ကစားမယ်ထင်ပါတယ် ဒါ offense ကဘလို့ defense လုပ်ပြမလဲဆိုတာပဲဆက်လက်စောင့်ကြည့်ရမှာပါ။အနေက UFC 3 7ရဲ့သတင်းစာရှင်းလင်းပွဲမှာတော့ဥက္ခရာကြီးဒေနာဝိုက်က Joshua Van ကို အပီပြင်ကိုချီကျူးသွားတာပါ။ Van ကိုသူကိုယ်တိုင်ကအရင်သဘောကျတဲ့အကြောင်းကိုလည်းဥက္ခရာကြီးကအခုလိုမျိုးချီကျူးသွားခဲ့တာဖြစ်ပါတယ်။ Fanny Brandon Rivera ပွဲက UFC တမိုင်းကြောင့်အကောင်းဆုံးတော်တန်စီးဝင်ပွဲမျိုးဖြစ်သွားနိုင်ပါတယ်။ဒါဟာတကယ်ကိုမှန်ပါတယ်။ ဒီပွဲမှာ Fighter Neo လုံးထိုးတက်ခဲ့တဲ့ significant strike ကဆင်ရင်တင်ပါပဲ Fighter Neo လုံးကိုတကယ်ကိုချီးကျူးမိပါတယ် Fighter Neo လုံးကမိကုံရန်ကုန်ချမ်းပြီးစော်ခဲ့ကြတာပါကျွန်တော်ပြင်တကယ်ကိုဒီပွဲကိုကြည့်ရတာအနှစ်သာရရှိသေးပါတယ်ပြိသက်တွေအားလုံးလည်းဒီပွဲကိုတော်တော်သဘောကျမိထင်ပါတယ်အခုတော့ fan နဲ့ပန်တူချပွဲကိုဘယ်လိုဖန်နည်းရမလဲဆိုတာစီစဉ်ရပါတော့မယ်။ဒီညမှာ fan ကတကယ်ကိုကောင်းနေတာပါ။သူက short notice နဲ့ဝင်ထိုးခဲ့ရတာပါ ဒီအခွင့်အရေးကိုအမိရဆုပ်ကိုင်ပြီးအားလုံးကိုပါစပ်အဟောင်းသားဖြစ်သွားအောင် စွမ်းဆောင်ရည်မျိုးချပြသွားတဲ့အတွက်ဂျိုးရှွာဗန်ကိုတကယ်ဂုဏ်ယူမိပါတယ်။ကျွန်တော်ကတော့ဒီချာတီလေးကိုတော်တော်သဘောကျနေပါပြီ။အခွင့်အရေးကိုအမိရဆုပ်ကိုင်နေတာကိုတကယ်ကိုချီးကျူးပါတယ်ဆိုပြီးဥက္ခရာကြီးဒေနာဝက်ကဂျိုးရှွာဗန်ကိုအဖီရင်ချီးကျူးစကားတွေဆိုသွားခဲ့တာဖြစ်ပါတယ်။ဩကရာကြီးဒေနာဝိုက်တင်ချီကျူးတာမဟုတ်ပါဘူးဂျိုးရှွာဘန်ကိုတကဘာလုံးကချီကျူးနေကြတာပါ မြန်မာပြည်မှာဆိုရင်လည်းမြန်မာကုံဆောင် Fire ID Online စံပါဝင် Veronica အစရှိတဲ့ Fire အလုံးကချီတူးနေကြတာဖြစ်ပါတယ်။ဖန်ရဲ့ဆွမ်းဆောင်ရည်ကတကယ်ကိုချင်မြဲလက်ရည်တွေပါပဲ။ဖန်နဲ့ပတ်သက်တဲ့အကြောင်းအလေးတခုကိုထပ်မံတင်ဆက်ပေးကြပါရစေခင်ဗျာ။ဖန်က Brandon Rivera နဲ့ပွဲမှာရရှိခဲ့တဲ့ဒဏ်ရာလေးကြောင့် Medical suspension 45ရက်ထိတယ်လို့သိရပါတယ်။ဆိုလိုတာကတော့ဖန်က45ရက်ထိအနားယူရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ချင်းဖိုင်တာလေးကချန်ပီယံလူဝဲဒီနှစ်ကုန်ပိုင်းမှာဖြစ်လာနိုင်ရရှိပါတယ်ဘလို့ခင်းချင်းတွေဖြစ်လာမလဲဆိုတော့ UFC ရဲ့ထုတ်ပြန်ချက်တွေကိုဆက်လက်ဆောင်ကြည့်သွားရမှာဖြစ်ပါတယ်ခင်ဗျာထူးခြားတဲ့အကြောင်းအလေးတခုကိုလည်းထပ်မံတင်ဆက်ပေးကြပါမယ်ခင်ဗျာမနေ့ကကျွန်တော်တို့ပြည်သက်တွေအားလုံးက Joshua Van နိုင်ပွဲကြောင့်အုံကြွကြွဖြစ်နေကြပါတယ်။ဘယ် social media platform ကိုပဲကြည့်လိုက်ကြည့်လိုက် Joshua Van Joshua Van ဆိုပြီးကိုဖြစ်နေကြတာပါ။အဲဒီအချိန်မှာတစ်ဖက်ရက်ွက်ဖြစ်တဲ့1 championship ကမနေနိုင်မထိုင်နိုင်ဖြစ်လာပါတယ်။ အွန်လိုင်းဆန်နေဖီဒီလီဘရက်စတို2019ခုနှစ်ကမြန်မာနိုင်ငံမှာထိုးသက်ခဲ့တဲ့ပွဲကိုဝမ်ချက်မြင့်ရှိကထားတင်လိုက်ပါတယ်။ပြည်သက်တော်တော်များများကဝမ်ချက်မြင့်ရှိကဘာကြောင့်တင်လဲဆိုတာသိပါတယ်။ဘာကြောင့်လဲဆိုတော့ UFC မှာချောရှွာဘန်ကချန်ပီယံလူဝဲတော်ထိုးသက်ရတော့မှာပါ။မြန်မာပြည်သက်တော်တော်များများကလည်း UFC ကိုအာရုံစိုက်နေကြပါပြီ။ဒါကြောင့်မလို့သူတို့စီကပြည်သက်အလုံးက UFC စီရောက်ရှိသွားမလားဆိုပြီးစိတ်ပူပြီးတင်တာဖြစ်ပါတယ်။အဲ့ဒီအရကိုမြန်မာပြည်သက်အကုန်လုံးကလည်းထီထီမိမိကိုသိပါတယ်။ ဲ့ဒီတော့အဆိုအဆိုအတင်ထားတဲ့ one championship post အောက်မှာပုံစံမျိုးစုံတွေကို comment တွေရေးကြပါတယ်။ဒါကို one championship လဲကောင်းကောင်းကြီးသဘောပေါက်မယ်ထင်ပါတယ်။ one championship ထုံးစံက ID တိုင်းပါပဲ။ middleweight နဲ့ light heavyweight နဲ့ champion ဟော Ryanier Derrida ဟာ UFC မှာရှုံးမရှိ fighter Bonique ကိုအနိုင်ပြလိုက်ချိန်မှာလေသူတို့က Malikin နဲ့ Ryanier Derrida ရဲ့ပွဲကိုထားတင်ပြီးသတင်းဖုံးပူပါတယ်။ဒါဟာတကယ်ကို one championship ရည်စရာဟာတာတစ်ခုပါပဲ။ ဝမ်ချမ်ပီယံရှစ်အနေနဲ့လက်ရှိချိန်မှာစီစဉ်နေတာလေးရှိမှာပါ။ဘာကြောင့်လဲဆိုတော့တစ်ဖက်မှာချိုးရှူအဗန်က UFC မှာချန်ပီယံလူဝင်အောင်ထိုးတိုက်ရတော့မှာပါ။ဒါကြောင့်မလို့ပရိသတ်တော်တော်များများကလည်းဝမ်ချန်ပီယံရှစ်မဟုတ်ဘဲ UFC ကိုအာယုံဆိုင်နေကြပါပြီ။ဒါကိုသူတို့ကအလိုမရှိပါဘူး။မြန်မာပြည်သက်တွေနေနဲ့ UFC ကိုရောက်ရှိသွားမှသူတို့ကစိတ်ပူကြပါလိမ့်။ဒါကြောင့်မလို့သူတို့အနေနဲ့မြန်မာ fighter တအူးကို champion လူဝဲမျိုးတဲ့ပေးလာနိုင်နေရှိပါတယ်။ အလားအလာရှိဆုံးဖိုက်တာကတော့ကျွန်တော်တို့ခရီးရန်လက်ဝိမဲ့ Veronica ဖြစ်ပါတယ်။ Veronica ကို1 Championship ကဒီတက်စင်တင်လာတော့မဲ့အနေထားတစ်ခုကိုတွေ့နေရပါတယ်။မခြားခင်မှာ Veronica ရဲ့ပွဲတွေကလည်းခက်ဆင်းဆင်းမြင်တွေ့ရပါရှိပါတယ်။ Veronica ကို Champion လူပွဲမျိုးတည်ပေးဖို့လဲ1 Championship ကဝင်လင်းနေတော့မှမဟုတ်ပါဘူး။အွန်လိုင်းဆိုင်ရဲ့ခဲလုံးမှာသူတို့ထိန်းထားနိုင်နေရှိတာဗရိုနီကာဖြစ်ပါတယ်။ဒါကြောင့်မို့လို့သူတို့အနေနဲ့ဗရိုနီကာကိုချန်ပီယံတူဦးဖြစ်လောင်ဖန်တီးပေးသွားမယ်ထင်ပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဖိုက်တာကြီးအတွက်ကတော့ကောင်းပါတယ်။ အားလုံးကိုအကောင်းဘက်ကနေပဲရှုမြင်ကြည့်ကြရှာအောင်ပါခင်ဗျာဘလိုပဲဖြစ်ဖြစ်ဝမ်းချမ်းမြေရှိဟာသားတစ်ခုကတော့ရည်ရွယ်ဖြစ်မှတ်တမ်းတင်နေမှာပါပြည်သက်ဒီနေနဲ့ရောဘလိုအခင်းကျင်းနေဖြစ်လာမယ်လို့ထင်မြင်ဦးစားမိပါတယ်လေမိမိတို့ထင်မြင်ဦးစားချက်တွေကိုလည်း comment မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာ ဒီကနေ့အတွက်တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နာမည်တွေဒီမှာလေ MMA လောကနဲ့အကစားလောကကနောက်ဆုံးရစိတ်ဝင်စားတဲ့အကောင်းတွေအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်အပ်တဲ့ subscribe လုပ်သွားကြဖို့တောင်းဆိုပြန်ခင်ဗျာ။အားလုံးပဲတာယာပျော်ရွှင်မဲ့ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။